ရှောင်းမီဖုန်းတွေက China version မှာ Note နောက်ကြာတိဥ္စာဘရပွားနဲ့ရှုပ်ရှက်ခတ်နေတာကကျွန်တော် personally သိတဲ့ဘောမကြောက်ဘူးဆိုပေမဲ့အဲ global version ရှောင်းမီဖုန်းတွေကြတော့ကျွန်တော်စမ်းကြည့်ရတလို့တော်တော်လေးအဆင်ပြေတဲ့ဖုန်းတွေများတယ်အထူးသဖြင့်ဒီ Xiaomi 15T ဆိုရင်လည်းကျွန်တော်ဒီတောက်လျှောက်ဆန်းခဲ့တဲ့နှစ်ပတ်ကာလအတွင်းမှာတော်တော်များများအဆင်ပြေဖုန်းဆိုရင်လည်းမမှားဘူးဒါပေမဲ့ အပီးပြေဆုံးတဲ့ဖုန်းဆိုတော့မရှိတဲ့ထုံးစံတိုင်းပဲဒီ Xiaomi 15T မှာလည်းတချို့နေရာလေးတွေမှာလိုအပ်တာလေးတွေတော့ရှိနေတုံးပဲဆိုတော့ဒီ Xiaomi 15T ကိုကျွန်တော်ဘယ်နေရာမှာသဘောကျလဲဘယ်နေရာမှာအားမရဘူးလဲဆိုတာကိုသိအောင်လို့ဗီဒီယိုအဆုံးတီတူတူကြည့်လိုက်ရအောင် အရင်ဦးဆုံးဇင်းနှုတ်လေးနဲ့ပဲစားလိုက်အောင်ဒီ Xiaomi 15T ရဲ့ဇင်းနှုတ်က16သိန်းခွဲဝန်းကျင်လောက်ထိရှိလိမ့်မယ်။တကယ်လို့ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော် review နဲ့ကူညီပေးထားတဲ့ဖုန်းပေါ်မှာတော်ရောက်ဝယ်ယူအားပေးလို့ရပါတယ်။ဖုန်းပေါ်ရဲ့ page ကိုလည်းထုံးစံတိုင်းပဲကျွန်တော် caption မှာတက်ထွက်ပေးထားသလိုအဲကျွန်တော်ဒီအောက်မှာလည်းစာတန်းလေး link လေးထိုးပေးထားပါတယ်။ဆိုတော့တော်ရောက်အပလို့ရပါတယ်။အရင်ဆုံး design ပိုင်းနဲ့စလိုက်အောင်မနေ့ကတည်းကတည်တည်တပ်တပ်ဖြစ်ပြီးသားပုံစံမှာသူအပြောင်းလဲအများကြီးမလုပ်ထားဘူးဒီကင်မရာနေရာလေးမှာနည်းနည်းလေးပို့ပြီးတော့ rounded edge design တက်တက်ရဲ့ဖြောင်းလုပ်ထားတယ်အဲ့လိုမျိုးပဲဒီ bevel frame တွေကိုလည်းပို့ပြီးတော့ rounded edge လုပ်ပေးလိုက်တယ် ဒီကင်မရာလေးယောက်ထဲမှာ Leica logo လေးထည့်ပေးလိုက်တယ်ဆိုတော့ကြည့်ရတာတသက်ရရပဲနောက်ပြီးဒီအောက်တူသူပို့ပြီးဟိုလုံးပေးလိုက်တာကကျွန်တော်လက်ထက်မှာကြာကြာခိုင်လို့လက်နာဘာညာမဖြစ်တော့ဘူးဒါလေးကတော့သဘောကျရပါတော့နောက်ပြီးကျွန်တော်တခုတတိထားမိတာမနစ်ကနဲ့ရှင်းလိုက်မယ်ဆိုရင်ဒီနှစ်မှာသူ site လဲ display site လဲပို့ကြည့်လာတယ်လို့ပြက်လဲပို့ကျဲသွားတယ်ဆိုတော့ တဲ့ထဲမှာ100ထက်သုံးလို့ကောင်းတဲ့အကျွဲအစားဖုန်းတွေထဲမှာတော့မပါတော့ဘူးအဲ့လိုမျိုးပဲ big quality ဘိုင်းမှာဆိုရင်လည်း weight short လာတယ်ဒီ Xiaomi 15T မှမဟုတ်ပါဘူး Xiaomi 17 Pro Max မှာလည်းသူတို့ weight short လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီနောက်ကျောဘက်မှာသူတို့ fiber glass ကိုသုံးပေးထားတယ်ဆိုတော့ plastic ပါပဲခုဝင်လင်းလင်းပြောရတော့ဒါ plastic ကိုပဲသူသုံးပေးလာတယ် အဲအဓိကတော့ weight short ထားရဆိုတဲ့နေရာမှာ big quality ပိုင်းနည်းနည်းခိုတာလည်းပါတယ် weight ဖုန်းရဲ့အလေးချိန်ကို short ရလည်းပါတယ်ဗောနော်ကျွန်တော်ထင်တာတော့ဒီသူတို့အလေးချိန်ကို short ခြင်းနဲ့အတူဒီ material ရပြောင်းသုံးပေးလိုက်တာလည်းဖြစ်ကောင်းဖြစ်လိုက်မယ်အဲ့တော့ကြောင့်ဖုန်းရဲ့အလေးချိန်194 gram နဲ့အထူက7.5 mm ပဲရှိရဲနောက်ပြီးဒီ bevel frame နေမှာလည်းသူ plastic frame ကိုပဲဆက်ပြီးတော့သုံးပေးထားတယ် လိုမျိုး big quality ပိုင်းမှာနည်းနည်းလေးယော့နေရဆိုရင်ပဲ durable ပိုင်းမှာတော့အဆင်ပြေနေတော့ပဲသူရဲ့ဒီအရှိတ်ဘက် glass ကို product လုပ်ဖို့အတွက် Corning Gorilla Glass 7 iron ကိုသုံးပေးထားတယ်။နောက် IP rating အနေနဲ့ဆိုရင်လည်း IP 68အထိပါလာရပါတော့။ overall design ပိုင်းမှာကတော့တသက်ရရရှိရဖုန်းတလုံးဆိုတာမြန်ဟိုကြည့်လိုက်တာနဲ့သိတာပဲဗျ။ diamond handling ပိုင်းမှာတော့အရင်တော့ Xiaomi ရဲ့ flagship series ဖုန်းတွေကိုကင်ရတဲ့အရသာမျိုးတော့မရနိုင်ဘူးဆိုတော့ဝန်ခံရလိမ့်မယ်။ ဲကျွန်တော် display pad ဆက်သွားလိုက်အောင်မနေ့ကနေ့ချိန်လိုက်မယ်ဆိုရင်တော့ဒီ upgrade လုပ်လာတယ်ပေါ့နော်အထူးသဖြင့်ဒီ site ပေါ့နော်6.83 inches ကိုမှ display pad တွေကလည်းတော်တော်လေးပါရယ်ကျွန်တော် light share ကြည့်လိုက်တော့မနေ့ကနေ့ချိန်လိုက်မယ်ဆိုရင် plus 13% ठी ပို့ပြီးတော့သူ့ရဲ့ display pad တွေကပေါသွားရယ်ဆိုတော့သူ့ရဲ့အရှိတ်ဘက် display ကကြီးလိုက်တာနဲ့တော်တော်လေးလှတယ်ဗျာ symmetrical လည်းကြတယ်အဲ့တော့မှ resolution က 4G plus resolution နဲ့ပဲ refresh rate ဆိုရင်လည်း 120Hz နဲ့ပဲဒါပေမဲ့ AdBlue ကိုတော့မဟုတ်ဘူး AMOLED panel မှာ brightness အနေနဲ့3200 nits ठी ပါလာမယ်ပေါ့နော်တွဲပစ် display အမျိုးအစား color တွေကတော့တွဲပစ်ဖြစ်သွားတဲ့အတွက်ဟို vivid ဖြစ်တယ်ပြကြည့်လိုက်တာနဲ့ဆိုရွှဲတောက်ပြီး iset နေရပဲအဲ့တော့မှကျွန်တော် setting ထဲမှာ srgb သုံးမလား p3 သုံးမလားစိတ်ကြိုက် customize လေးလုပ်ခွင့်ပေးထားတယ်ဒါမှမှကျွန်တော် ai နဲ့ပေါင်းပြီးတော့ setting ထဲမှာ ai image engine လိုမျိုးတွေ ai hdr enhancement လိုမျိုးတွေ super resolution လိုမျိုးတွေနောက်ပြီးတော့ဒီကျွန်တော် video ကြည့်နေတဲ့အချိန်မှာပို့ပြီး smooth ဖြစ်အောင် frame တွေပို့ထည့်ပေးတဲ့ mmc လိုမျိုး feature တွေစောစောလေးလေးပါလာရဲ့ဗျာဆိုတော့သူ့ရဲ့ display ကသူ့ဈေးတန်းဝန်းကျင်မှာတော်တော်လေးကောင်းတဲ့ quality တကူကိုကျွန်တော်ပြန်ရရလို့ပြောရမယ် ဲ့ performance Xiaomi ဆိုတဲ့ brand ကတော့ price to performance ပီတာစွာနဲ့ပဲဟို chipset ဘိုင်းမှာတော့အများကောင်းကောင်းသုံးပေးလေးရှိရပေါ့နော်အဲ့အတွက်ကြောင့်လည်းဒီဖုန်းမှာဆိုရင်ဒီမှာသုံးပေးထားတာ Dimensity 8400 Ultra ဆိုရပိုင်းမှာ Android 15မှာ HyperOS 2နဲ့ပဲလာအောင်မယ်။အဲ Lossy မှာတော့ Android 16နဲ့ HyperOS 3ထွက်နေပြီဆိုပေမဲ့သူ့မှာတော့သုံးလို့မရသေးဘူးပေါ့နော်။အဲနည်းနည်းတော့နောက်ကျနေပြီလို့သတ်မှတ်ထားရင်လည်းသတ်မှတ်ထားလို့ရရပေါ့နော်။ပြီးတော့သူ့ရဲ့ performance ကဘယ်လောက်ထိထွက်လဲသိအောင်လို့ကျွန်တော် Gigabyte 6မှာ single core က1600ရှင်းနဲ့ Multi core က6253ထိရတယ်။ဒါပေမဲ့ Android 2မှာဆိုရင်လည်း16သိန်း15800တစ်ဆိုတော့ဟိုဒီလောက်16သိန်းဝန်းကျင်တဲ့ဖုန်းတစ်လုံးကတိတိတမ9သန်း Android 2ရမလောက်ထွက်တယ်ဆိုတာကတော့ ဟိုကျွန်တော်သဘောကျရပြာ temperature ကတော့37.3 degree celsius ပဲတက်တယ်အဲ့ဒါကကျွန်တော် antidote တိုင်းရဲ့အချိန်ပါဗောနော်ဒါပေမဲ့တခုတတိထားမှာကဟိုသူ့ရဲ့ temperature 37.3ဆိုတာအများကြီးမဟုတ်ဘူးဒါပေမဲ့အဲ့ဒီ vapor frame နဲ့နောက်ကျဘက်ကဘက်မှာတော့ဒီဒီ plastic bag မှာတော့နည်းနည်းလေးပူတဲ့အရာတာကိုကျွန်တော်ခန်းစားရတယ်အဲ့အတည်းကိုကျွန်တော်သိပွင့်မကြောက်နောက်တစ်ချက်ကတော့ global version ဖြစ်သွားတဲ့အတွက် nodi နောက်ကျမျိုးတွေလည်းမရှိတော့ဘူးနောက်ပြီးတော့ AI နဲ့ပတ်သက်ရင်လည်းကျွန်တော် Google ရဲ့ Sagittarius မျိုးတွေနောက်ပြီးတော့ Xiaomi ရဲ့ Hyper AI features ခုနှစ်မျိုးလောက်ထိပါလာတယ်လို့ပုံပြင်တဲ့နေရာမှာလည်း AI features တော်တော်လေးစုံတယ်။ဆိုတော့ကင်မရာဘက်သွားလိုက်အောင် hardware ဘက်အစားပြောမယ်ဆိုရင် main sensor 50 megapixel aperture f1.7 sensor ရဲ့နောက်ထပ်50 megapixel aperture f1.9 နဲ့တူရတော့ 2x optical tele sensor ပါလာမယ်။နောက်12 megapixel ultrawide sensor ပါလာမယ်ဒီကင်မရာအကုန်လုံးက light lens ကို collab လုပ်ထားတယ်ဆိုတော့သဘောကျလားဆိုရင်တော့ပုံမှန်သူစည်းလေးဝန်းကျင်ဖုန်းတွေမှာတော့သူ့လိုကိုလိုပါပဲအရင်သူ့မှာခြုံပြီးထွက်နေရလို့ကျွန်တော်တို့ချီကျူးလို့မရတာတော့အမှန်ပဲအဓိကတော့ tele sensor ပါလာရဲဆိုပေမဲ့ 2x optical ပြ 2x optical ဆိုတာ46 mm လောက်ပဲတွားမှာအဲ့လောက်ကတော့ကျွန်တော်အမြင်ပြောမှာဆိုရင်ဟိုမထည့်ပေးရင်လည်းမထည့်ပေးနဲ့ဒီ main sensor ကိုပဲ crop line အောင်ပါပဲ ဒီ46 mm ကအရင် detail ကျော်သွားမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူကတခုရှိရတော့ zone ကိုပိုဆွဲလို့ရအောင်ဒီ tele sensor ကိုထည့်ပေးလိုက်တယ်လို့တော့မြင်တယ်။ဘာကြောင့်လဲဆိုတော့သူက digital zone ကို 60x ဆွဲလို့ရသွားတယ်။ဒါအကောင်းလားဆိုရင်တော့လေ 10x လောက်ထိတော့အဆင်ပြေတယ်။အဲ့ထက်ကျော်သွားရင် 20x လောက်ကအလွန်ဆုံးပေါ့နော်။အဲ့ထက်ပိုကျော်သွားရင်တော့ဒေးလိုက်ပဲဖြစ်ဖြစ်လိုလိုက်ပဲဖြစ်ဖြစ်နည်းနည်းလေး ညံ့တယ်လို့ခံစားရတယ်ဗျာဟိုကျွန်တော် personal လေးတိတ်လို့အားမရဘူးနောက်တစ်ချက်က portrait မှာသူက 2x နဲ့ရိုက်လို့ရအောင်အပြင်မှာ 75mm 3x လောက်နဲ့ရိုက်လို့ရအောင်မလုပ်ပေးထားတာလေးကတော့မစိုးဘူးဒါပေမဲ့ camera features ကတော့အရင်မစုံလို့ပြောလို့ရရမယ်ထင်တယ်ဘာကြောင့်လဲဆိုတော့သူ့မှာ jewel view လိုမျိုး features မပါလာဘူးဒါလူတိုင်းအတွက်အများကြီးတဆေလိုအပ်နေရာမျိုးမဟုတ်ဘူးဆိုပေမဲ့တကယ်လိုအပ်လာပြီဆိုရင်လည်းဟိုမပါလာတာကတော့မကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ budget phone တွေမှာတော့ဒီ feature တွေထည့်ပေးလာပြီဆိုတော့ Xiaomi ရဲ့ ဖုန်းတစ်လုံးအနေနဲ့ဒီ features ကိုထည့်ပေးစေချင်တယ်ဆိုပုံမှန်တိုင်းရိုက်တဲ့ပုံတွေမှာပုံထွက် quality ဘယ်လိုနေလဲဆိုတော့ကျွန်တော်ခုနကပြောသွင်းမျိုးပဲသူစည်းတဲ့ဝင်ကျင်မှာအရင်ခြုံထွက်နေရမျိုးအရင်ကောင်းနေရမျိုးတော့မရှိဘူးဒေးလိုက်လိုလိုက်အနေထားမျိုးတွေမှာပုံမှန်ပဲလက်ခံပေးလို့ရတဲ့အနေထားမှာရှိတယ် color တွေ vivid ဖြစ်တယ် နောက်ဟို extra wide sensor ကတော့ main sensor နဲ့ရှင်းလိုက်မယ် tele sensor နဲ့ရှင်းလိုက်မယ်ဆိုရင်သူ consistent မဖြစ်ဘဲကြံနေခဲ့တုံးပေါ့နော် overall camera ဘက်မှာတော့တခြားဖုန်းနေနဲ့ကျွန်တော်ရှင်းမယ်ဆိုရင်တော့သူ့ကိုအကောင်းဆုံးလို့မသတ်မှတ်ချင်ဘူး Xiaomi အနေနဲ့ Leica နဲ့ collab လုပ်ထားရဲဆိုတော့ဒီထက်တော့ကျွန်တော်ပို့ပြီးတော့မျှော်နေခဲ့မိကြအမှန်ပဲ ခြားအပိုင်းတွေအနေနဲ့ဆိုရင် global version ဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ Xiaomi ရဲ့ flagship series ဖြစ်တဲ့အတွက် eSIM သုံးလို့ရမယ် haptic ကတော့ share ပဲတော်တော်လေးအားရတယ်အတန်းထွက်ပိုင်းမှာဆိုရင်လည်း dedicated speaker အသုံးမပြုထားဘူးပေါ့နော်မပါလာဘူးပေါ့နော်ဒါပေမဲ့ adaptive balance ဖြစ်တယ်အတန်လဲကျေပါတယ်ဒါမှ battery က5500 mAh 5500 mAh ဆိုပေမဲ့အားအရင်ရောမခံဘူးဟိုကျွန်တော် benchmark တိုင်းတိုင်း gaming test လုပ်တဲ့ရက်တွေမှာဆိုရင်20%ဝန်းကျင်လောက်ပဲကျန်တယ်အဲ့ဒါအောင်မှကျွန်တော်ပုံမှန်အတိုင်းမသုံးမှဆိုရင်တော့30%အောက်မှာပဲရှိရဲဆိုတော့အရင်ရောအခန့်နဲ့ဖုန်းတွေထဲမှာမပေါဘူးဒါပေမဲ့အားသွင်းတဲ့နေရာမှာတော့67710ဆိုတော့မဆိုးတော့မဆိုးပါဘူးဆိုတော့ဒီ Xiaomi 15D ကိုဘယ်လိုမြင်လဲ Xiaomi အနေနဲ့ ကျွန်တော်အမြင်ရပြောမယ်ဆိုတော့ global အထောက်တော်တော်လေးနှက်လာတယ်လို့ပြောရမယ်မနေ့ကနဲ့ရှင်းလိုက်မယ်ဆိုရင်ဒီ Xiaomi 50D ကအများကြီးအပြောင်းလဲတော့မလုပ်ထားဘူးဒါပေမဲ့တကယ်လိုအပ်တဲ့နေရာလေးတွေမှာပဲ upgrade လုပ်လာတယ်အဲ့လိုမျိုးပဲ Xiaomi ဆိုတဲ့ဖုန်းလုံးဖြစ်နေတဲ့အတွက် global version ဖြစ်နေပြီမဲ့လေ price to performance ဆက်ပြီးတော့ကောင်းနေတုံးပဲလို့ပြောရင်အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ